မင်္ဂလာပါရှင်16ရက်6လမှာ24ရက်6လတပတ်တာတင်းငလူသားသမီးချစ်မိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တင်းငလူသားသမီးချစ်မိတ်ဆွေအလုတ်မှာအကြီးကြီးရဲ့ကုညီမဆောင်မှုတွေရရှိစေပါမယ်ဖြစ်ပါတယ်ဒါအပြင် အလုတ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းကိုတိုးချဲ့ရတာအလုတ်နဲ့ပတ်သက်ပြီးတော့အသစ်တစ်ပံဖန်တီးရတာဒီလိုလေးတွေကိုပုံဖော်စီမင်းလို့တွေ့ရပါတယ်တံမိုးကြီးသောပစ္စည်းများဝင်လာမှုရှိနေပါတယ် မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိမိနဲ့မိစေပေါင်းတဲ့နဲ့အချိတ်ဆက်လေးတွေမမိတာမျိုးပြက်တောက်သွားတာမျိုးမိမိနေနဲ့ငွေကြေးကိစ္စတွေပြောဆိုထားပြီးတော့မှတို့လိုတန်းလန်းနဲ့ဖြစ်နေတာမျိုးလေးတွေတွေ့ရမှာပဲဖြစ်ပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေမင်းစီမံခန့်ခွဲတဲ့ကိစ္စလေးတွေရန်ကောင်းနေအိမ်နဲ့ပတ်သက်ပြီးတော့ဝယ်တာတွေရောင်းတာတွေအိမ်နဲ့ပတ်သက်ပြီးတော့အကျိုးဆောင်လုပ်တာတွေဒါလေးတွေကံကောင်းစီမင်းတွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာသတင်းစိုးတွေကြားရတတ်ပါတယ် ရန်အနီရဲ့တိုက်ခိုက်တော့မရှိဘူးသို့ပေမဲ့မိမိအနေနဲ့သွားတဲ့လာတဲ့နေရာလေးတွေမှာရုတ်တရက်ဖြစ်စေတော့အရာလေးတွေကိုကျောင်းအပ်တတ်ပါတယ်ဒါလေးကိုတော့ဂရုစိုက်စီခြင်းနဲ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့ငြိမ်နေမဲ့တပတ်တာလို့တွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယံစီမဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ် ကျမကြီးနဲ့ပတ်သက်ရင်စူးကျွလုံးဝမရှိပါဘူးရှင်။ရခင်ကနေကမိမိကကျမကြီးနဲ့ပတ်သက်ပြီးတော့ဝေဒနာတွေခံစားခဲ့ရတယ်ဆိုရင်တော့ဒီတစ်ပတ်တောင်မှအနာနဲ့ဆေးနဲ့တွေ့သွားပြီးဘေးဥပ္ပအန္တရာယ်တွေကင်းဝေးသွားပြီးဆရာကောင်းတမကောင်းတွေ့သွားပြီလို့မြင်ပါတယ်။အေးချမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ကိုတီလောက်ရတဲ့ကင်ရတဲ့အခါမှာ တခုခုဆိုရင်ရှေ့သို့ဆိုပြီးတော့မှအာထုံခွန်ဆိုင်နဲ့လုပ်နေတယ်အဲ့ဒီမှာအတိုက်ခံလေးတွေရှိတယ်အဲ့တော့အဲ့ဒီအတိုက်ခံလေးတွေကိုအကြောင်းပြုပြီးတော့မှမအေးချမ်းသေးဘူးလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားနေပါလေဒုဗိမဲ့ထီထိုးကံဆန်းခြင်းတွေဆိုရင်တော့သုံးညတစ်လုံးထီထိုးကံဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့မိမိကိုလိမ့်လိမ့်နှိမ်ပြားတာတွေခံရတဲ့ဒါလေးကိုတော့တတိထားရှိခြင်းတယ်နော် အာလုနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါအရှိအရှိရဲ့ဒီမှာ16စက္ကန့်18ဘလို့ပဲခက်ခဲခဲ့ပါစေ။နောက်ပိုင်း22ရက်ဒီအထိဟာမိမိလုံဆောင်မဲ့အရာအလုံးဟာအစီအပြေချုံးဝေသွားပြီဆိုတဲ့တပတ်တောင်တွေ့ရပါတယ်။ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရအောင်လေးဆရာမပေးချင်ပါတယ်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေမိမိအနေနဲ့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရအောင်က နေဤကဘုရားမှာသို့မဟုတ်ဇေဒီတဆူဆူမှာဓပစ္စည်းတစ်ချောင်းဝယ်ယူမိမိလှူဒန်းခြင်းဖြင့်ကိုခက်ခဲစီတဲ့တပတ်တာအလုံးစုံပြည်လင်းသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်16ရက်6လမှာ22ရက်6လတပတ်တာတနင်္လာသောသမီးချင်းမေးဆိုရင်အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် တနင်္လာသားသမီးချင်းမိတ်ဆွေအလုံမစိတ်မပါတာမျိုးမိမိဒီအလုံနဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့လူတွေစိတ်ဆန္ဒတွေပေါ်တာမျိုးဒီလိုလေးတွေ့ရပါတယ်အဲ့တော့မိမိကလက်ရှိရှိနေတဲ့နေရာလေးမှာခိတ္တကနာမှီးပြီးတော့လှုပ်သွားမေးဆိုရင်ရည်ရှိအနာဂတ်အတွက်လည်းအဆင်ပြေမယ်လို့တွေ့ရပါတယ်တံမိုးကြီးသောပစ္စည်းများဝင်လာဝှေ့ရှိနေပါသည်အမှတ်တပင့်ဝင်လာတဲ့အရာလေးတွေကိုတွေ့နေရတာပဲဖြစ်ပါသည် မိတ်ဆွေပေါင်းသစ်နဲ့ပတ်သက်ပြီးတော့ချစ်သူခင်သူတွေပေါ်လာပေတဲ့ဘက်တောင်လူတွေ့ရပါတယ်။မျက်နှာအရင်ပွင့်နေပါမယ်၊လူရှိလူကင်ပေါ်နေပါမယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တည်ကြည်လူစရာစိတ်ချမ်းသာစရာတွေကြားရမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းစီကမိမိကိုအပြစ်ပြောတာအပြစ်မြင်တာညှို့ညင်တာဒါလေးတွေခံရတတ်ပါတယ်။ယူဆိုင်ပါနော်။ရန်အနေနဲ့အနောက်ရှက်လုံးဝလုံးဝမရှိပါဘူးရှင် အခြေအနေပတ်သက်ပြီးတော့မျက်နှာအယံပွင့်နေပါလိမ့်မယ်။အဲတော့မိမိကချစ်သူရှိနေပါလျက်နဲ့မျက်နှာအယံပွင့်နေပြီဆိုရင်တော့ပြဿနာတွေရှိတယ်။ဂရုစိုက်ပါနော်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့ပူညီပံ့ပိုးထောက်ပံ့မှုတွေများစွာရရှိစေမယ့်တပတ်တာပါ။ကျမကြီးနဲ့ပတ်သက်ရင်တော့စူးကျလုံးဝမရှိပါဘူးရှင်။ဒါပေမဲ့မိမိကအထိုင်အထလေးတွေ မကောင်းတာမျိုးလေးတွေအဲ့လိုအထိုင်ထလုတ်ပြီးဆိုရင်ဒီဒူးတွေခြေထောက်တွေအကျိုးလေးတွေနာသွားတာမျိုးလေးဖြစ်တတ်တယ်ဒါတော့ခေယူစိုက်ပါနော်အေးချမ်းမှုညင်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာလို့မြင်နေပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်ထီထူးကံဆန်းခဲ့ပြီဆိုရင်တော့တစ်တလုံးထီထူးကံဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေကြီးကံလေးတွေကောင်းစီတွေဝင်ဝင်နှလုံးရစီမဲ့အရာလေးတွေလည်းတွေ့ရပါတယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပိုင်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့အိမ်မှာစာချိုးချိုးဆိုရမယ့်ကိစ္စလက်မှတ်ထိုးရမယ့်ကိစ္စစာရွက်စာနဲ့နဲ့ပတ်သက်တဲ့ကိစ္စရပ်ကလေးတွေမှာတည်တည်ချာချာစိစိဆက်ဆက်ကလေးကိုလုပ်ကြမှာမဟုတ်ရင်အမှားကြီးဖြစ်ပြီးတော့မိမိခေါင်းပေါ်မှာတာဝန်ပြည့်တဲ့တည်းလို့တွေ့ရပါတယ်ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းလေးဆံမပေးချင်ပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေ အဓိကတော့မိမိအနေနဲ့ဒီတစ်ပတ်တာမှာတင်ညာမြင်နေခြင်းအာသုဘပို့ခြင်းလူနာတရင်ပေးခြင်းကိုရှောင်လိုက်ပါဒါပြင်အိမ်ဖျားမှာ စပေပန်းရှစ်ကုန်းထူထမ်းခြင်းဖြင့်မိမိခက်ခဲနေသောတစ်ပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်16ရက်6လမှာ22ရက်6လတပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် င်္ဂါသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့မိမိအခက်ခဲစီတယ်ဒုပေမဲ့ကိုကိုတိုင်းလည်းပဲအခက်ခဲရှိနေတဲ့ကြားရရနေပြီးတော့ဖောက်ထွက်အောင်မြင်အောင်လုပ်နိုင်တဲ့အစွမ်းစအရည်ချင်းတွေရှိနေတယ်လို့တွေ့ရပါတယ်တံခိုးကြီးတော့ပစ္စည်းများထွက်တက်ပါလေဒီယူဆိုင်ပါเนาะအဲ့တော့မိမိအနေနဲ့ကိုထိမ့်သိမ့်တဲ့တံခိုးကြီးပစ္စည်းတွေကိုထိမ့်သိမ့်ပါပျောက်သွားရင်ပျောက်သွားမပျောက်သွားရင်ကိုအသုံးလို့လို့ထွက်ကိုထွက်မေးလို့တွေ့ရပါတယ်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မြင်တွင်ပါမှုတွေခံရတတ်ပါတယ် ိမ်နဲ့ပတ်သက်ပြီးတော့အိမ်ပူအိမ်ဆူတာလေးတွေဖြစ်တတ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကူအညီပံ့ပိုးမှုတွေရရှိစေမဲ့တပတ်တာပါ။ရန်အန်ဒီရဲ့အတိုက်အခိုက်လုံးဝလုံးဝမရှိပါဘူးရှင်။အချီအင်းနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်လန်းနေတဲ့တပတ်တာပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုအကြောင်းပြပြီးတော့တရားတဖို့လေးတွေပြောရမယ်ဒို့ပင်ပဲလေးပဲအေးချမ်းသာရမယ်အိမ်တော်ကြီးတခုလို့တွေ့ရပါတယ် ကျမကြီးနဲ့ပတ်သက်ရင်တော့ခရီးစိတ်ပါဖြစ်လိုက်ရင်ကျမကြီးတွေတစ်ခုပြီးတစ်ခုညံ့တာစီဝင်စည်းကမ်းတွေစက်တိုက်ပြရတာဒီလိုလေးလေးရှိနေပါသေးတယ်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိသည်မပြီးပြတဲ့ကိစ္စရဲ့ကလေးတွေကိုလုံအောင်မဖြစ်တဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူး။စိတ်ပူပန်တရားတွေဒီလိုလေးတွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကံဆိုင်ခဲ့မယ်ဆိုရင်တော့သုံးတလုံးထီထိုးကံဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ ဝေကြီးငွေငားတွေမလုပ်ပါနဲ့အလိညာခံပေးလို့တွေ့ရပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စီရီချုံငုံပြီးကြည့်လိုက်တဲ့အခါမိမိသည်အလုပ်ကိုအားတော်ခွန်ဆိုင်နေဒီဇိုင်းမှန်ပဲအေးစီစီလေးနဲ့အလုပ်တွေကိုလုပ်ကင်သွားစီခြင်းနေဒါဆိုရင်တော့မိမိလုံဆောင်ချက်အရာအလုံးဟာထိုးလေးခြင်းတောက်ပါခြင်းလင်းလက်ခြင်းဆိုတဲ့အရာလေးကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီတော့အင်္ဂါသားသမီးချမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်အကောင်းလေးဆံမပေးခြင်းပါတယ် အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလုပ်ရမယ့်တပတ်တာရေရာကမိမိချင်းနေကြတော်သူများကို အစာရေစာဝဝလေးလေးလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမေလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။16ရက်6လမှာ22ရက်6လတပတ်တာဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အပြိုင်အဆိုင်အတိုက်အခိုက် အရန်များတယ်ဒီတော့တတိထားပါမိမိအလုံးလုံးတဲ့အခါလေးတွေမှာကို့ကိုဒီလိုစိတ်နှောက်ရှက်ပေးလာပြီဆိုရင်ကို့ဘက်ကသီးခံရမယ်အဲ့တော့အဲ့ဒါကြီးကိုကိုကလေထိတ်တဲ့ကြီးရင်ဆိုင်ဖို့လုံးဝမကြိုးစားပါလေပြဿနာတစ်ခုပြီးတစ်ခုဖြစ်ပြီးတော့ live ရှင်းလို့ကိုပြီးမှာမဟုတ်တော့ဘူးနော်တမိုးကြီးရဲ့ပစ္စည်းတွေထွက်တတ်ပါလေဥပမာမိမိရဲ့ကိုယ်ပိုင်ပစ္စည်းထွက်ရင်ထွက်မထွက်ဘူးဆိုလို့ရှိရင်မိမိကတာဝန်ယူထားတဲ့နေရာမှာပစ္စည်းတွေပျောက်တာမျိုးအဲ့ဒါကိုကိုက တောင်းဝေယူလိုက်ရတာမျိုးနောက်ကိုကလက်မှတ်တွေထိုးလိုက်ရတာမျိုးဒါလေးဖြစ်တဲ့တည်းအဲ့တော့ဘယ်လိုဆိုင်မယ်နော်မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအပေါင်းအသင်းတွေကကူညီတယ်။ကူညီပင်ပဲလေကိုကအရာမရောက်တဲ့အရာလေးတွေဖြစ်သွားတတ်ပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေတော့အဆင်ပြေမယ်။မိမိမှာအိမ်ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်စေတဲ့အရာမှန်သမျှအားလုံးအဆင်ပြေတယ်လို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းတွေမှာ တရားတရားရောက်ကနေပြီးတော့မှအက်ဆီဒန့်ဖြစ်တာပေါ့နော်အဲ့လိုမျိုးတွေဖြစ်လို့ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရတဲ့တရေတွေကြားတတ်ပါလေရန်အန်ရဲ့အတိုက်အခဲရှိနေတော့ခရွဆိုင်ပါမိမိရဲ့အနေနဲ့ဗုဒ္ဓဟူသားသမီးချင်းမိဆွေတွေဒီဒီတစ်ပတ်တာမှာကိုကနေပြီးတော့ကိုဘလောက်ပဲကောင်းအောင် လုပ်လို့ကိုဘလောက်ပဲအစီအပြေအောင်ဖန်ပြီးဖန်ပြီးအပြစ်မြင်တာတွေဝေခံရတတ်တယ်အဲ့ဒါလေးကိုတော့သတိလေးထားစေချင်တယ်နော် အခြေအနေပတ်သက်ပြီးတော့လမ်းပြောက်သွားတဲ့တွင်မိမိဒီအဲ့ဒီအခြေအယူရှိဆက်သွားမှာလားနောက်ဆုတ်ရမှာလားဒီလိုမျိုးပုံစံလေးကြုံရတဲ့တွင်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးကြောင့်မိမိစိတ်အနှောက်အယှက်တွေအမျိုးမျိုးပုံပန်နေရတာသူ့အတွက်ကြောင်းကြနေရတာဒီလိုလေးလည်းတွေ့ရပါလိမ့်အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာပါလိမ့်မယ်၁၆၁၇၁၈ 19ကျင်းတည်တဲ့လုံးဝအဆင်မပြေသေးဘူး20 21 20ရက်ဒီ3ရက်မှာအရာအားလုံးအရာခတ်သိမ်းပြီးပြီလုံဆောင်သွားနိုင်တယ်ဘာလေးပဲလုံလို့ကိုလုတ်ပေးလိုက်တော့မှအောင်မြင်သွားတယ်ဆိုတဲ့အရာလေးကိုတွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့အားနည်းတယ်ဒို့ပေမဲ့မဖြစ်မနေထီထိုးကန်ဆန်းကျင်နေဆိုရင်တော့ကိုးတလုံးထီထိုးကန်ဆန်းလို့ရပါတယ် ငွေကြေးလက်လာပါတွေပွင့်လန်းပြီသို့ပေမဲ့လက်ထဲမှာလုံးဝဆုလို့မရဘူးငွေလက်ထဲမှာပူအောင်ကင်လို့မရဘူးထောက်လျှောက်ကကိုပေးရမယ်ဒီဘက်ကဝင်တယ်တစ်ဖက်မှာပြန်ပေးရမယ်ဒီလိုလေးတွေနဲ့ငွေကြေးကိစ္စလေးတွေမှာနည်းနည်းပြားများနေရမယ်နော် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါအရာအားလုံးဒီကိုခေါင်းပေါ်မှာမူတည်နေတယ်။ကိစ္စရတိုင်းကိစ္စရတိုင်းမှာကိုကခေါင်းခံတောင်းဝေယူရတဲ့အရာလေးတွေရှိနေတယ်။ဒီအတွက်သိပ္ပံမန်းနေဒါပေမဲ့ပင်မန်းနေပေမဲ့လည်းကိုလှုပ်ပေးနေရတာလေးတွေအဆင်ပြေသွားတဲ့အခါမှာကိုကဒီဟာကိုပီတိပီတိစံစားရတာပေါ့နော်အဲ့လိုဒီတော့အကြောင်းအရာလေးတွေရှိပါသေး။ဒီတော့ဗုဒ္ဓဟူးသားသမီးချစ်မိတ်ဆွေတွေကံထောက်ဖက်ဖြစ်စေတဲ့ရေရာကောင်းလေးဆံမပေးချင်ပါနဲ့။ ဗုဒ္ဓသာသမိချင်းမိတ်ဆွေပြုလို့ဆောင်ရရမယ်တပတ်တာယရိယာကမိမိနေအိမ်ကဖျားမှာပန်းဝါခုနှစ်ပွဲလူရန်ချင်းဖြင့်မိမိခက်ခဲနေတဲ့အလုံးစုံတပတ်တာပြည်နယ်သွားမေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်၁၆ရက်၆လမှာ22ရက်6လတပတ်တာကြာသာပြီးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်။ကြာသာပြီးသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အလုပ်ကိန်းတွေအများကောင်းနေပါလိမ့်မယ်။ အလုတ်နဲ့ပတ်သက်ပြီးတော့သတင်းကောင်းတွေလေးကြားရမှာဖြစ်ပါတယ်။အလုတ်ကိုအကြောင်းပြုပြီးတော့အကျိုးမြတ်များစွာရရှိစေမယ့်တပတ်တာလို့တွေ့ရပါတယ်။တမူးကြီးရဲ့ပစ္စည်းတွေထွက်တတ်ပါတယ်။သူ့ပေမဲ့ခဏတာထွက်တာမျိုးမိမိကလိုအပ်လို့အသုံးပြုလိုက်တာမျိုးဒီလိုလေးလေးတွေ့ရပါတယ်။မိတ်ဆွေအပေါင်းအသင်းရဲ့ယုံကြည်ခြင်း၊လေးစားခြင်း၊အားကိုးခြင်းခံရမယ်လို့လည်းတွေ့ရပါသည်။အိမ်နဲ့ပတ်သက်ရင်တော့စိတ်ရှုပ်ဆရာ၊ကောင်းရှုပ်ဆရာတွေကြုံရတတ်ပါသည်။ ဆွေမျိုးသားချင်းစီကသတင်းကောင်းတွေကြားပါပဲဖြစ်ပါတယ်။အကူအညီချောက်ပံ့ကောင်းတွေရောက်ဖို့လေးရှိနေပါတယ်။ရန်အနေရလုံးဝလုံးဝမရှိပါဘူးရှင်။ခီးတွေထွက်ရပါလိမ့်မယ်။မိမိသွားတဲ့ခီးတွေဟာသွားလဲတာလို့လာလဲဖြောင်ပြူးစီပဲခီးမျိုးတွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့အလိညာတွေခံရတဲ့တည်းအဲ့တော့ဒါလေးဥတော်သတိထားစေချင်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကျတဲ့အရာလေးတွေကြုံရမှာပဲဖြစ်ပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ခါအောက်ပိုင်းကျမ်းမာရေးရက်တပါးဒီယူဆိုင်ပါတော့လုံးဝအေးအပတ်မခံပါနဲ့အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တာလို့တွေ့နေရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့အားနေတယ်သို့ပေမဲ့ဒီတို့ကန်ဆန်းချင်နေဆိုရင်တော့ခုနှစ်တလုံးဒီတို့ကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါတယ်ဝင်လာပစင်းတည်တည်တည်ရရှိပိုင်းဆိုင်စီမဲ့တပတ်တာလို့တွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စီရီချုံကိုပြီးကြည့်လိုက်တဲ့အခါမိမိတီ ိုကလည်းပဲဘာလို့လို့အလုတ်ကိုင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒီငွေကြေးကိစ္စစကားပြောတာပဲဖြစ်ဖြစ်တကယ်ဦးစိတ်ရောကိုရောနှစ်ပြီးတော့မှပြုံးစုလုတ်ကိုင်းတက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မိမိကိုကောင်းတဲ့မနှောကန်တုံးစားပြင်းဆိုတဲ့စကားအတိုင်းလေးပဲဒါလေးတွေဟာကိုယ့်အတွက်အကျိုးပေးဖြစ်ထွန်းမှုမျက်စံပါလိမ့်မယ်လို့တွေ့ရပါတယ်ဒီတော့ဂျာတာပိကာသမီးချင်းမိတ်ဆွေတို့အတွက်ကံတော့ပတ်ဖြစ်စီတဲ့ရည်ရာကောင်းလေးပေးချင်ပါတယ်ဂျာတာပိကာသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မယ်ရည်ရာက ဖုန်းတော်ကြီးတစ်ပါးကိုငွေ9000ကျပ်လူတန်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လင်းသွားမေးလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။16ရက်6လမှ22ရက်6လ2025တပတ်တာတောင်ကြာသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ ောက်ကြသားသမီးချင်းမိတ်ဆွေအလုံးပါအဆင်မပြေမှုတွေစက်တိုက်ကြုံရတဲ့ပါတယ်အလုံးနဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေခံရရမှာပဲဖြစ်ပါတယ်အထက်လူကြီးကညိုညင်တာမိမိနဲ့ဒုက္ခကိုင်ပဲ့တဲ့ပြဿနာလေးတွေရှိတာဒါလေးတွေကိုသတိထားစေချင်တယ်နော်တန်မိုးကြီးသောပစ္စည်းများဝင်လာမှုရှိနေပါတယ်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိမိကိုညှိုးတာလေးတွေခံရတဲ့တည်းဒါလေးကိုဂိမ်းဆိုင်စီခြင်းနဲ့တော့ ိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်ဒီအရန်ကောင်းနေပါတယ်။အိမ်ရဲ့ကူညီမှုအိမ်ရဲ့အားဖြည့်မှုတွေရရှိစေမဲ့တပတ်တာပါ။ရှင်မျိုးသားချင်းစီရဒီမင်္ဂလာတရင်နေကြာမှာပဲဖြစ်ပါတယ်။ရန်အတက်ကဲအနောက်ရက်ရှိတယ်တတိထားပါတော့။ဘေးဦးဘေးသွားသွားသွားတဲ့နေရာမျိုးလေးတွေမှာသွားတတိနာတတိအမြဲရှိစေချင်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနှစ်ဦးကြားထဲမှာအမျိုးသမီးတစ်ယောက်အနှောက်အယှက် ပေးတာမျိုးကြောင့်တက်တဲ့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့အလုပ်ကိန်းကြောင့်ရှုပ်ထွေးစီတယ်လို့တွေ့ရပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့စူးကျူးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်မှာအင်မတန်ခက်ခဲစရာဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးတဲ့တပတ်တာလို့မြင်ပါတယ်။ကနေပတ်သက်ပြီးတော့လည်းအားနေပါသေးတယ်။တို့ပေမဲ့မဖြစ်မနေထီတိုကန်ဆန်းခြင်းနဲ့ဆိုရင်တော့6တလုံးကိုထီတိုကန်ဆန်းခဲ့ပြီဆိုရင်အကောင်းပါလိမ့်။ ဝေးချင်းနဲ့ပတ်သက်ပြီးတော့အဓိကဘာဖြစ်နေလဲဆိုတော့လက်ပိတ်တာဒီတစ်ပတ်တာလုံးမှာကိုတီးမပြောရှင်ဘူးဝေးချင်းနဲ့ပတ်သက်ပြီးတော့စကားပြောရင်မအောင်မြင်စီဘူးတစ်ခါပြောလည်းမရနှစ်ခါပြောလည်းမရစိတ်တက်အရင်ကြတဲ့အနေအထားမျိုးတွေဖြစ်တတ်ပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါအရင်ဆူဆူဝါဝါတော့မရှိဘူးဒါပေမဲ့အဲ့လိုအခြေတည်အခြေတည်လေးတွေတောက်လျှောက်ပြောနေရတဲ့အခါမှာလူကစိတ်ရောလူရောပြင်းပန်းလာတဲ့အရာလေးတွေတွေ့ရပါတယ် တောက်ကြသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့ယရေရာကောင်းလေးဆရာမပေးချင်ပါတယ်။တောက်ကြသားသမီးချင်းမိတ်ဆွေကိုဝင်ဆောင်တွေကိုဆေးလူတဲ့ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာ အလုံးစုံပြည်လည်သွားပေးလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်16ရက်6လမှာ22ရက်6လ2025တပတ်တာ စနီသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။ စနေသားသမီးချင်းမဆွေအလင်ယာရီခန်းတက်တီဒါဝကယူဆိုင်ပါနော်မိမိအနေနဲ့ကိုအလုပ်လုပ်တဲ့အခါမှာလေအလုပ်ကိုအကြောင်းပြုပြီးတော့မှတယောက်ယောက်ကငွေကြီးလိမ်လည်မှုတွေလုပ်သွားတာမျိုးလှည့်ပြားသွားတာမျိုးကိုအတုံးချသွားတာမျိုးခန်းတက်တီဒါလေးကိုကယူဆိုင်စီခြင်းနဲ့နော်တန်မှုကြီးသောပစ္စည်းဝင်လာမေးလို့တွေ့ရပါတယ်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အတိုက်အခိုက်လေးတွေရှိနေပါတယ်ကယူဆိုင်ပါနော် ိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များအစီအပြေချိုးမိပါလိမ့်မယ်။တပတ်တာမှာအိမ်ကြောက်ကြီးလို့စရာစိတ်ချမ်းသာစရာလေးတွေကြားရမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းနောက်ပြီးတော့ဆွေမျိုးသားချင်းစီကနေပြီးတော့မှအထောက်ပံ့ကောင်းမမြုံနစ်တဲ့အကူအညီကောင်းလေးတွေရရှိစေမယ်လို့တွေးရပါတယ်။ဆိုးရတဲ့ရန်အနေနဲ့လုံးဝလုံးဝမရှိပါဘူးရှင်။ အခြေအနေပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေကျွမ်းတက်ပါတယ်မိမိချစ်သူနဲ့မိမိနဲ့ကြားထဲမှာဈောင်းဝင်နှောက်ယှက်မှုလေးတွေရှိတာတကြောင်နောက်တစ်ခုကကျတော့အကြီးကဲတွေရနေပြီးတော့မှမိမိရဲ့ဈောင်းကိုတစ်ခုပြီးတစ်ခုပေါ့နော်အဝတ်တောင်းတွေပြဿနာဖြစ်စေမဲ့အရာလေးတွေကိုဖန်တီးတာကတကြောင်စိတ်ညစ်ရတက်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာစီပဲအိမ်တော်ကြီးလို့မြင်ပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ပါအဓိကတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးဆိုရင်ရင်နေမောနေတာလှက်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 နဲ့ဖြစ်တာအဲ့တော့အဲ့ရင်မောတယ်ရင်နေလှက်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 ဖြစ်တယ်ဆိုတာကလေအစားမစားရသေးခင်မှာရင်တုံတို့ခံစားမှုမျိုးလေးကြုံရတတ်တယ်အဲ့တော့အစားတော့လေစားတာပြီးသွားပြီမိမိကရင်တုံနေရဆိုရင်အဲ့တော့နည်းနည်းလေးသတိထားပေးပါနော်အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာပေတပတ်တာလို့တွေ့ရပါတယ်။ဘာလေးပဲလုံးလို့ကိုလှုပ်ရတဲ့ကိစ္စရဲ့ကလေးတွေမှာ ပျော်ရွှင်ကြည်နူးခြင်းတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထူးကံဆန်းခဲ့မယ်ဆိုရင်တော့နှစ်တလုံးထီထူးကံဆန်းလို့ရပါတယ်။ဝေကြီးတလာပါမြောင်ပွန်လန်းစီပဲတပတ်တာပါ။မိမိနေနဲ့ကိုကိုတိုင်သူများကိုငွေချင်းဝင်ငှားတယ်မဟုတ်ပါနဲ့ငွေချင်းကိုအကြောင်းပြုပြီးတော့မှရံများတက်ပါတယ်ဒီတော့စနေသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆံမပေးချင်ပါတယ် စနေသားသမီးချင်းမိတ်ဆွေအဓိကတော့အတိတ်ထံဝင်ပေးပါဒီခုနှစ်ရလုံးမှာအတိတ်ထံများများလုပ်ပေးခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားပြီလို့တွေ့ရပါတယ်ရှင်